ီနေ့မှာတော့နေကင်းကြောင်တောင်မတောင်မှကြိုးချမ်းသွားစေမဲ့ကပတရေအချောက်ဆုံးနေရာများအပိုင်းနှစ်ကိုဆက်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလား။ကဲနံပါတ်9ကတော့အင်္ဂလန်နိုင်ငံက Tower of London လန်ဒန်မြို့ဆင်ဖြစ်ပါတယ်။နှစ်ပေါင်းတထောင်ကျော်သက်တမ်းရှိတဲ့ဒီရဲတိုက်ကြီးထဲမှာ ခေါင်းဖြတ်အသက်ခံကြရတဲ့ဘယင်မတွေရဲ့ဝိညာဉ်တွေရှိနေပါတယ်တဲ့ဗျာညဘက်ဆိုရင်ခေါင်းဖြတ်နေတဲ့အမျိုးသမီးတယောက်လမ်းလျှောက်နေတာကိုတွေ့ရတတ်ပါတယ်တဲ့ဗျာနံပါတ်၄ကတော့အင်ဒိုနီးရှားနိုင်ငံကလောင်ဝမ်ဆဲဦးဖြစ်ပါတယ်တကားပေါက်တထောင်လို့အတိတ်ပဲရပြီးဒုတိယကဘာစစ်တုန်းကနှိတ်ဆက်ညင်ပန်းကံပြီးတည်ဆုံးခဲ့သူတွေများလို့လို့ဒေသခင်တွေတောင် ဒီနေရာကို အနာမကပ်ရဲကြပါဘူး။ညဘက်ဆိုရင်နာကျင်စွာ အော်ဟစ်တန်တွေကြားရလိရှိပါတယ်တဲ့ဗျာ။ဆက်လက်ပြီးနံပါတ်3ကတော့ရူမီနီးယားနိုင်ငံကဟောယာဘာချူတစ်တော်ထက်ပါတယ်။သူကိုရူမီနီးယားရဲ့ဘာမျူဒါထရီဂန်လို့တင်စားကြပါတယ်။ဒီတော်တဲ့ကတစ်ပင်နေဟာထူးဆန်းစွာကြွေးကောင်နေကြပြီး ဝင်းနွားမိသူတွေဟာအရင်လောင်ကျွမ်းတာမူးဝေတာတွေဖြစ်တယ်လို့တချို့ဆိုရင် လုံးဝပျောက်ဆုံးသွားတတ်ကြပါလေဗျာနံပါတ်2ကတော့အမေရိကန်နိုင်ငံက Stanley Hotel ဖြစ်ပါတယ်နာမည်ကြီးတရက်က The Shining ကိုရိုက်ကူးခဲ့တဲ့နေရာပါအခန်းနံပါတ်230ပုံမှာတဲကိုသူတွေဟာတရက်6ခံရလိမ့်ရှိပြီးအန့်တယ်မရှိတဲ့ခန်းမာတွေကနေစန်တရာတီးတန်တွေကြားရတတ်တယ်လို့ဆိုပါတယ်ကဲနောက်ဆုံးနံပါတ်3 ကမ္ဘာအကျောက်ဆုံးနေရာကတော့ပြင်းထန်နိုင်ငံက Catacombs of Paris Pair ဖြစ်ပါတယ်ဗျာမင်းအောက်ဥမင်လောင်ထဲမှာလူပေါင်း6တန်းကျော်ရဲ့အယိုးစုတွေခေါင်းကုန်တွေကိုနိုင်ရန်လိုစီထားတာဖြစ်ပါတယ်ဒီနေရာကိုဝင်လိုက်တာနဲ့တေချင်းတရားရဲ့အနှွဲ့အသက်ကိုခံစားရမှာဖြစ်ပြီးလမ်းမသွားရတော့ပြင်မှလိုက်ပါတော့ဘယ်တော့မှအပြင်ပြန်ရောက်တော့မှာမဟုတ်ပါဘူး ဒီနေရာကြီးတွေကတနေရာရကိုတွားရမယ်ဆိုရင်မိဆွေတို့ဘယ်နေရာကိုရွေးမလဲကွန်မန့်မှာပြောပြခဲ့ကြပါဦးနော်အဆုံးသီးလိုက်ပါကြည့်စုပေးတော့တဦးချင်းစီတိုင်းကိုဂျေဇူးအထုပါခင်ဗျာဗီဒီယိုလေးကိုကြိုက်နေတဲ့သေဆိုရင် like and share လေးလုပ်ပေးသွားကြပါဦးနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်